အေရဝတီတိုင်းဒေသကြီးတွေမှာနေပြင်းတိုက်ခတ်ပြီးရေပြင်းအန္တရာယ်ကိုစတင်ကြုံတွေ့နေရပါတယ်။ဒေသခံလူမှုရေးအဖွဲ့အစည်းတွေစုပေါင်းပြီးအရေးပေါ်ကူညီပေးရေးအဖွဲ့အစည်းတွေဖွဲ့စည်းကအစိုးရအဖွဲ့ကလည်းပြင်ဆင်မှုတွေစတင်ပြုလုပ်နေတယ်လို့သိရပါတယ်။အေရဝတီတိုင်းဒေသကြီးတွေရေပြင်းအန္တရာယ်ကြုံတွေ့နေရမှုအခြေအနေနဲ့ပတ်သက်ပြီး Eleven Media Group ရဲ့မြောက်မြသတင်းတော့ကိုမင်းသူဝင်တို့ကိုဇူလိုင်လ31ရက်နေ့ပိုင်းမှာအခုလိုဆက်သွယ်မေးမြန်းထားပါတယ်။ အခုလောလောဆယ်ကတော့ကျွန်တော်ဟိုဟိုရေကြီးတဲ့နေရာတွေကတော့ကျွန်တော်တို့မြောင်မြားမှာဆိုရင်အနေပိုင်းရက်ွက်ဒီတစ်ချက်ရှိမှာဗျမဟာစီလိုနေရာမျိုးရှိမှာကျွန်တော်အစိုးဆုံးကတော့ကောင်းကောင်းမြန်ရက်ွက်ပေါ့နော်ကောင်းမှန်ရက်ွက်လို့အနေပိုင်းနေရာမျိုးမှာဆိုရင်ဒီကြီးမျိုးမှုတွေကတော့ရှိနေတယ်ပြီးတော့သူကကျွန်တော်ဒီအတက်ကြနဲ့ဆိုင်ပြီးတော့ဟိုရေကြီးချင်းဖြစ်နေရာကြောင့်မိုးရွာရွာမရွာရွာကျွန်တော်ရေရကြံကြာချင်းမရှိခဲနဲ့ရေရတင်နေတယ်ရေတင်နေပြီးတော့အခုဆိုအိမ်တွေကတော့ကျွန်တော်အဲ့တော့ကအိမ်တွေကခိုင်ခံ့မှုအားလည်းနေတော့ လူတွေကအိမ်ပေါ်ကလည်းမနေရကြတော့ဘယ်နဲ့ကဲသေးစကန်နဲ့မှသွားနေနေရတယ်ဒါကျွန်တော်ဒီကဟိုညောင်မြအခြေအနေပေါ့နော်ကျတော့ဒီဟင်္ဒရာဘက်နဲ့နေဘက်မှာကြတော့ကျွန်တော်အဲဘက်ကကြတော့လည်းအနေပိုင်းဒေတာတွေရှိနေရကြအောင်မလို့မိုးရီတွေကတင်နေရမိုးရီတွေတင်နေပြီးတော့ကျွန်တော်အောက်ရီပါလဲတိုးလဲတိုးရောညရီရလဲကျွန်တော်စိုးရင်ကြီးမှတ်ကိုကြော်နေတဲ့နေရာတွေဖြစ်နေရကြအောင်မလို့ဟိုလေယာဉ်တွေဆိုရင်မြုပ်တယ်ကျွန်တော်ပြီးတော့တချို့နေရာမှာမနေ့တော့ကျွန်တော်မုံတိုင်းချိန်ရအောင်မလို့ကျွန်တော်ဟိုနေနေပါလေတိုးလဲတော့ပြီးလေပြေးလေးပါတိုက်တဲ့အထိကိုကျွန်တော်ဒီဘက်ကမှဖြစ်ခဲ့တယ်ခင်ဗျ ။တော်ဝင်ရှိသူတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီဟေးလာဘက်မှာဆိုရင်တော့ဟိုလေးလေးပြင်းလေးပါတိုက်ခတ်သွားတဲ့နေရာတွေမှာတော့တော်ဝင်ရှိသူတွေကကျွန်တော်တို့အပြည့်အစုံကိုရှင်းလင်းပေးတာနဲ့ဟိုသမီးတို့ကလာတော့ဒီလိုကုညီမှုတွေလုပ်နေရပေါ့နော်။များများပါလို့မျိုးရင်းနေရင်းနေနေတဲ့နေရာမှာဆိုရင်တော့ကျွန်တော်တို့ဒီဟိုအစိုးရအဖွဲ့အစိုးရအဖွဲ့တွေကရောကျွန်တော်ဒီဘက်ကလူမှုရေးဖွဲ့စည်းတွေကရောအရင်နှစ်သက်ရဲ့ပြီးကျွန်တော်ဒီမြောက်ရမှာလည်းစစ်တပ်ကဟိုစစ်တပ်တခုကလည်းတရင်တခုကလည်းကျွန်တော်တို့အခြေခိုက်ကြတာရှိရတယ်အဲဒီတပ်ဘက်ကလည်းလာပြီးကုညီပေးတာတွေလုပ်နေကြကြ ကျေလို့ရပြင်ရတယ်သူတွေကသူတို့ကတော့သူတို့ဟိုအလေးအောင်ရပြီဆိုရင်သူတို့ကအိမ်ပြန်ကြတာပြန်ကြတာကြာဟိုတချို့အရင်နစ်နေတဲ့အိမ်တွေကလွဲလို့ပေါ့နော်ဟိုမနက်ပိုင်းဆိုအိမ်ပြန်ကြလဲညနေတောင်းဆိုရင်သူတို့ကဒီညဘက်တအားမောင်းသွားတဲ့အချိန်မှာကျတော့ကျွန်တော်အဲ့ဘက်တန်းတွေကနမ်းမိတွေပါလေကလည်းမရှိဘူးပြမရှိတော့သူတို့တွေဟိုတခုဆိုရင်ဒီလားကလည်းကြောက်နေတဲ့နေရာလူတွေဖြစ်နေရကြမလို့ဟိုဒုက္ခတဲ့စကားတွေမှာအဲ့ဟိုကလေးစကားတွေမှာကျတော့သူတို့တွေတက်ပြပြီးတော့လာပြီးနေကြတယ်ဗျဟုတ်ကဲ့မိုးရတဲ့ကျွန်တော်ဒီရက်ထဲမှာရင်တိတ်မကြွားတော့ဘူးဗျ တင်ရတော့ကမင်းများကတော့ကျွန်တော်တို့ဒီ AI တိုင်းလုံးမိမိကိုမိုးတော်တော်လေးရွာတယ်ဗျာဒီနေ့တနေ့ကတော့မိုးမရအောင်မိုးမရပါပဲကျွန်တော်ဒီဘက်မှာမိုးရသွင်းရင်းနဲ့တိတ်ပြီးမတက်ဆိုင်တဲ့လိုမျိုးဖြစ်နေတယ်အောက်ရေတိုးကြီးကိုကျွန်တော်ဒီအပေါ်ကရေကြီးတဲ့နေရာတွေကနေအောက်ဆင်းလာတဲ့ရေတွေကကျွန်တော်ဒီမှာရေတွေဟိုအောက်ရေတိုးကြီးပေါ့နော်ညီတိုးထားတယ်လို့ဖြစ်နေပြီးတော့ဒီဘက်နေရာရေတွေကတက်လာတာဗျာဇူလိုင်လ30ရက်နေ့ကစပြီး ERV တိုင်းတွင်ရေပေးအနေနဲ့စတင်ကြုံတွေ့နေရပြီးဟင်္သရ KI ပသိမ် KI တွင်ကမြို့နယ်တွေမှာလေအေက6000ခန့်ရေဝင်ရောက်မှုကြုံတွေ့နေရပြီး စာတင်ကြောင်းပေါင်း60ခန်းကိုခိတ္တပိတ်ထားရတယ်လို့သိရပါဗျ။မြောင်းမြမြို့နယ်မှာလည်းရေဘေးဒုက္ခကြောင့်ကယ်ဆယ်ရေးစခန်း၄ခုထိဖွင့်လှစ်ထားပြီးလူဦးရေတထောင်ခန့်ကယ်ဆယ်ရေးစခန်းတွေမှာရေဘေးလာရောက်တင်းရှောင်နေရတယ်လို့ဆိုပါတယ်။ညံအောင်ပန်းတနော်အင်ကပူရေကြည်မြို့နယ်တို့မှာလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်ချို့ပျက်စီးတာတွေကိုပါကြုံတွေ့နေရတယ်လို့သိရပါဗျ။ဧရာဝတီတိုင်းတွင်မြေကြီးကြီးမှုတွေဟာမြို့ကြီးအချို့မှာစိုးရိမ်ရေမှတ်ကိုရောက်ရှိလာနေတယ်လို့မိုးလေဝသနယ်စလာဗီယာဦးစီးဌာနကထုတ်ပြန်ထားပါတယ်။